အားလုံးပဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လည်ခြုံဆွလိုက်ပါတယ်ဒီနေ့ April 3ရက်နေ့ဒီနေ့မှာကျွန်တော်တို့နိုင်ငံတွင်းမှာရှိတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေရဲ့အတန်တွေလဲဇူညံပလောရိုက်နေပါတယ်နိုင်ငံတကာကဒါအတန်တွေကလည်းတကယ့်ကိုဇူညံပလောရိုက်နေတဲ့အချိန်မှာဆိုတော့ဒီနေ့မှာကျွန်တော်တင်ပြမယ့်အဓိကအကြောင်းအရာကငလင်တန်တော့ပြိုကျပျက်စီးခဲ့ရတဲ့ နေပြည်တော်အတွင်းတိုင်းကကျွန်တော်တို့ပြည်သူတွေမသိအောင်ကျွန်တော်တို့ပြည်သူရဲ့ပစံနဲ့တိဆောက်ထားတဲ့လှုပ်ဝဲဥမင်လှိုင်ကောင်းကြီးပြူကြသွားတဲ့အကြောင်းကိုကျွန်တော်မျိုးပါတွေကိုကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့အတန်နဲ့အတူတူတင်ပြပေးမှာဖြစ်ပါတယ်ဒီကနေ့ရဲ့ဗီဒီယိုရဲ့နောက်ဆုံးမှာတော့အကြမ်းမဖက်စစ်ခွေးတက်ဟာဘလို့ကောင်းမျိုးတွေလဲဆိုတာကိုရုပ်သံဗီဒီယိုနဲ့တကွတွေ့ရမှာဖြစ်တယ် ပြီးတော့ဘဲကောင်တွေဟာအရင်စီးဖောက်တာလဲဆိုတာတွေကိုလည်းကျွန်တော်တို့မိဘပြည်သူတွေကဆုံးဖြတ်ပေးရမှာဖြစ်တယ်ပြီးတော့အရင်တော့ကျွန်တော်တို့တော်လှန်ရေးကရထားတာမဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်တို့တက်တည်ပြသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းကြည့်ရှုကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘတူးကြီးစီတိုင်းကိုဒလီဒစာဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘညီကိုပေါင်းတို့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတော်လှန်ရေးကိုအမြန်ဆုံးအဆုံးသတ်မှာဖြစ်တယ် ဒါကိုပထမဦးစွာကျွန်တော်ရဲ့မိဘတွေကိုအတိပေးလို့တယ်ပြီးတော့ကျွန်တော်တို့လက်ရှိအချိန်မှာငလင်တန်ခန်းစားနေရတဲ့ကျွန်တော်တို့ပြည်သူတွေရဲ့မျက်နှာကိုမူပြီးတော့ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကအပြစ်ခတ်ရစဲခဲ့ကြပါတယ်ဆိုတော့ဒါဟာလဲတော်လန်ရေးရက်သွားတာမဟုတ်ဘူးတော်လန်ရေးအရှိန်တန့်သွားတာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုထပ်ဆင့်ပြောကြားခြင်းနဲ့အပွင့်လင်းဆုံးပြောမယ်ဆိုရင်တော့ကျွန်တော်တို့အတွက်ပို့ပြီးတော့ ြင်ဆင်ခြင်းပို့ရပါတယ်ပို့ပြီးတော့အားမွေးခြင်းရပါတယ်ဆိုတော့ကျွန်တော်မိဘပြည်သူတွေလူချင်းနေတဲ့အရာတွေအားလုံးကိုကျွန်တော်တို့အရာယူပေးသွားမှာ ဖြစ်တဲ့အကြောင်းကိုဂရီပီပြောကြားရင်းနဲ့ဒီကနေ့ရဲ့ဗီဒီယိုမှာကျွန်တော်တို့အကြမ်းမဖက်စစ်ခွေတက်ဟာကျွန်တော်တို့ပြည်သူတွေမသိအောင်တိဆောက်ထားတယ်ပြီးတော့ကျွန်တော်တို့ရဲ့ပြည်သူပိုင်းငွေနဲ့ပဲတိဆောက်ခဲ့တဲ့နေပြည်တော်ကလှုပ်ဝဲဥမေလှိုင်ကောင်းကြီးပြိုကျခဲ့တဲ့အကြောင်းထွက်ပေါ်လာပါတယ် ။ဆိုတော့နေပြည်တော်ကစစ်ဘက်သုံးပြုမင်လှိုင်ကောင်းကြီးပြိုကျခဲ့တယ်ဆိုတော့ဒီသတင်းကြောင့်ပြည်ပတွေအရင်စိတ်ဝင်စားမယ်လို့မျှော်လင့်ပါတယ်။ဒီလှိုင်ကောင်းကဘာကြောင့်စောက်ခဲ့တာလဲ။ဘသူတွေအတွက်စောက်ခဲ့တာလဲ။ပြီးတော့ဘသူတွေစောက်ခဲ့ကြတာလဲပြီးတော့အဲ့ဒီလှိုင်ကောင်းစောက်လုပ်ခဲ့တဲ့ငွေကြက်တန်းပေါင်းမြောက်များစွာကုန်ကြခံရတဲ့ ပတ်စံတွေကျွန်တော်တို့နိုင်ငံအတွက်ဒုတိယမဟုတ်ကျွန်တော်တို့ပြည်သူအတွက်ဘယ်နေရာမှာအသုံးပြုခဲ့တာလဲဆိုတဲ့အကြောင်းတွေကျွန်တော်ရဲ့မိဘတွေသိရမှာဖြစ်တယ်ပြီးတော့ရင်တော့ဒီလိုင်းကောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့အတန်ကိုလည်းကျွန်တော်ရဲ့မိဘတွေကြားမှာဖြစ်တယ်ကျွန်တော်ကတော့ပြည်သူတွေရဲ့အတန်ကိုပဲစိတ်ဝင်စားတယ်ဟုတ်ပြီပြပကျူကျော်စစ်ကြုံလာခြင်းအရေးပေါ်ကုကဲဖို့အတွက် နေပြည်တော်စေယုံကျောက်အောက်မှာ လှုပ်ဝဲတိဆောက်ထားတဲ့ကကဲရေမှုချုပ်ဌာနလှုပ်ဝဲတိုင်ကောင်းကြီးဟာငလင်းဒံကြောင်းပြူကြပျက်စီးခဲ့ရပြီဖြစ်ပါเจ้าမှာဟုတ်ပြီနေပြီးတော့လှုပ်ဝဲဥမေတိုင်ကောင်းလို့သိရတယ်အဲ့ဒီနေရာကိုငလင်းလှုပ်ခတ်ပြီးတဲ့အချိန်မှာပြင်ပကနေပြီးတော့ပဲအခုအချိန်မှာလုံချုံကြီးပြန်လဲယူပေးနေရတဲ့အခြေအနေတွေနဲ့အတွင်းထဲမှာရှိတဲ့ဆက်တွယ်ရေး ကျွန်တော်တို့ဌာနတွေတော်တော်များများပျက်စီးသွားပြီးတော့ဆက်သွယ်ရေးကေဘယ်တွေကအစဖြတ်တောက်ထားပြီးတော့လက်ရှိအချိန်မှာအဲ့ဒီဂူပေါက်ကြီးဟာလိုင်းကောင်းတက်တက်မြေပြိုနေတဲ့အခြေအနေကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါစေးအတွက်အဓိကစဉ်းစားပြီးတော့တိဆောက်ခဲ့တဲ့လေချောင်းရံကာကွယ်ရေးလွှဲနေရာဖြစ်ဖို့ဦးစားပေးခဲ့ကြတာပါစီအတွက်ဦးစားပေးထားတယ်လီချောင်းရံကာကွယ်ဖို့ တကယ်ဟာတာတယ်နော်ကျွန်တော်ပြပါတယ်သူတို့ကြတော့လေချောင်းရံကာွယ်ဘိုးတဲ့လှုပ်ဝတိဆောက်ခဲ့တာတဲ့လေချောင်းကတိုက်ခိုက်ခံရမှာဆိုလို့ကျွန်တော်တို့ကြည်သူတွေကိုကြတော့နေစဉ်လေချောင်းကနေပြီးတော့ဘုံကျဲပြီးတော့တက်ဖြတ်နေတယ်ဘလောက်တောင်တရားကြဖို့ကောင်းလဲဒီနေ့အဲ့အရာတွေကျွန်တော်မိပါတယ်ကြားရမှာဖြစ်ပါတယ်ဟုတ်ပြီ အခုချိန်မှာတော့အင်အားပြင်းထန်တဲ့ငလင်လှုပ်ခတ်မှုနဲ့ကြုံတဲ့ချိန်မှာထိခိုက်ပြိုကျခဲ့တယ်လို့စစ်ထောက်ရုံးတွေကနေဆင်းကျွန်တော်တို့ပြန်လဲသိရှိခဲ့ရပါတယ်နေပြည်တော်စတဲ့ကလေးကစစ်ရုံးတွေကလှုပ်ဝက်လှိုင်ကောင်းတွေကိုပြည်သူမသိအောင်တိဆောက်ခဲ့ကြပေမဲ့အလုသမားတွေနဲ့ကျွန်တော်တို့စစ်မှုဒဏ်ဟောင်းအချို့အစီကနေပြီးတော့ဒီသတင်းတွေထွက်ပေါ်ခဲ့ပြီးတော့ကျွန်တော်တို့ပြန်လဲသိရှိခဲ့ရတာပါကျွန်တော်ရဲ့မိဘပြည်သူတွေအချို့လဲဒီနေပြည်တော်မှာရှိတဲ့ လှုပ်ဝဲလှိုင်ကောင်းကြီးနဲ့ပတ်သက်ပြီးတော့အချို့တွေတည်တင်းတလောက်ကြမ်းချင်းလောက်ကြားခဲ့ကြပါတယ်ဟုတ်ကဲ့ပါအခုချိန်မှာတော့ပြူကြပျက်စီးနေတာကိုကျွန်တော်တို့ထပ်မံပြီးတော့တွေ့နေရပါတယ်ဟုတ်ပြီစာနဲ့ရိတ်ခါတွေနဲ့ရေတွေအပါဝင်အောက်ဆီဂျင်ပါဝင်လူပေါင်းရာနဲ့ချီပြီးတော့နေထိုင်နိုင်တဲ့လှုပ်ဝဲလှိုင်ကောင်းပြီးတော့အဲ့ဒီလှုပ်ဝဲလှိုင်ကောင်းကြီးရဲ့ ကျွန်တော်တို့ဒါအတွင်းထဲကအကျယ်ဟောကားနှစ်စီးကောင်းကောင်းမွန်မွန်မောင်းနှင်ရှောင်းသွားနိုင်တဲ့လမ်းတွေနဲ့ဖောက်လုပ်ထားတယ်ဆိုတော့ဘလောက်တောင်ကြီးမလဲကျွန်တော်ရဲ့မိဘတွေခံမှန်းကြည့်ပါဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ဒါယုံငါယုံစာအတွက်အစင်းနဲ့ယုံထိုင် နိုင်တဲ့အခြေအနေကိုလည်းဖန်တီးထားတယ်တော်တော်လေးကိုကျေတယ်ပေါ့ဗျာဟုတ်ပြီစစ်ဌာနချုပ် ကျွန်တော်တို့အခြားသောတိုင်းစစ်ဌာနချုပ်တွေနဲ့လည်းဆက်သွယ်နိုင်တဲ့ဆက်သွယ်ရေးစနစ်တွေချိတ်ဆက်ဆောင်ရွက်ထားပါတယ်။လှုပ်ဝက်ကုကဲမှုဌာနချုပ်ဟာမြေရောက်ဥမင်တွေကစင်စယုံနဲ့စစ်တပ်ရဲ့ထိတ်တန်းခေါင်းဆောင်၃ရောက်ရဲ့အိမ်တွေနဲ့လည်းချိတ်ဆက်ထားတယ်လို့သိထားရပါတယ်။ဆိုတော့စယုံချုပ်ရဲ့အောက်မှာ ရှိတဲ့လှုပ်ဝက်လှိုင်ခေါင်း သူတို့ပြောတဲ့လေချောင်းရံကာဝယ်နိုင်မှုအစီအမံအမျိုးစုံနဲ့တိစောက်ခဲ့တဲ့အဲ့ဒီလမ်းကြောင်းဟာအကြမ်းဖက်စစ်ခွေးတက်ခေါင်းကြီးပိုင်းခွေးသုံးခေါင်ရဲ့အိမ်နဲ့ချိတ်ဆက်ထားတယ်လို့ကျွန်တော်တို့သိကြရပြီဖြစ်တယ်။ဟုတ်ပြီ။အဲ့ဒီချိတ်ဆက်ထားတဲ့လမ်းကြောင်းတွေအကုန်လုံးဟာလေအချိန်မီွေး သွာလာလို့ရအောင်ဖန်တီးထားပါတယ်ဆိုတော့ဘလောက်ထိလမ်းပေါက်လဲဘလောက်ထိရှည်လျားလဲဆိုတာကိုတော့ကျွန်တော်တို့အနေနဲ့အခုချိန်ထိမသိရှိရသိပါဘူးအချိန်ညရင်တော့သိရမှာပါကျွန်တော်ယူပါတယ်ဟုတ်ပြီကျွန်တော်တို့အဲ့ဒီလိုအပ်တိုင်ကောင်းစီမံကိန်းကိုအဓိကတာဝန်ယူခဲ့တာကဘသူတွေပြီးတော့ဘယ်ချိန်မှစပြီးတော့စောက်ခဲ့ဒါလဲတာဝန်ယူရတဲ့အထူး ဆောက်လုပ်ရေးညွှန်ကြားရေးမှုနဲ့ကျွန်တော်တို့ဒါစစ်အင်ဂျင်နီယာညွှန်ကြားရေးမှုယုံအဲ့ဒီစီမံကိန်းအတွက်ဗိုလ်ချုပ်မှူးကြီးဘာရွှေဘာရွှေဆိုရင်တော့ကျွန်တော်မိဘတွေအဲကျွန်တော်ညီကောင်မောင်မတွေတိမာပါဟုတ်ပြီတန်းရွှေဟာကုကဲရေးမှူးကြီးရေလေဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့စစ်ထောက်ရုပ်ကျုံဒုတိယဗိုလ်ချုပ်ကြီးတီဟသူရတင်အောင်မြင်ဦးတို့ကိုအဓိကတာဝန်ပေးရခဲ့တာပါ ဟုတ်ပြီနိပညာကိုတော့တရုတ်နဲ့မြောက်ကိုရီးယားကနေပြီးတော့ယူရလို့သိရပါတယ်2003ခုနှစ်မှာမြောက်ကိုရီးယားကိုမြန်မာအရာရှိ30ကနေပြီးတော့80အထိဆင်းလို့ခဲ့တယ်လို့လည်းကျွန်တော်တို့တွေ့ရှိရမှာဖြစ်တယ်ပြီးတော့မြောက်ကိုရီးယားနီးပညာကျွမ်းကျင်သူအယောက်20လောက်ဟာရန်ကုန်တန်လင်းစွန်းရေဒက်စကန်ကို2003ခုနှစ်ကရောက်ခဲ့တယ်လို့အရှေ့ပြားစီးပွားရေး review စာဆောင်ကဖော်ပြခဲ့ပါတယ် ဆိုတော့မြောက်ကိုရီးယားရဲ့နီးပညာနဲ့တိစောက်ခဲ့ကြတယ်ပြီးတော့အဲ့ဒီတိစောက်ရေးစီမံကိန်းတွေအဆင့်အဆင့်ကိုလည်းတရုတ်နဲ့အသေးစိတ်တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့လည်းကျွန်တော်တို့သိရပါတယ်ဘာဖြစ်ဖြစ်ပါသူတို့ကတော့ကျူးကျော်စစ်ပြပရန်လေချောင်းရန်ကာွယ်ဖို့ဆိုတော့ကျွန်တော်ရဲ့မိဘတွေလက်ရှိမြင်းမြင်းအခြေအနေတွေနဲ့ကျွန်တော်နိုင်ငံကျူးကျော်ခံနေရတာလားပြောမယ်ဆိုရင်တော့အကျူးကျော်လည်းခံနေရပါပြီ တရုတ်ရဲ့ကျူးကျော်ခြင်းခံနေရပြီလေလေချောင်းရဲ့ကာကွယ်ရေးဟုတ်ပါတယ်သူတို့ကတော့ဥမင်လှန်ကောင်းထဲမှာသူတို့ကိုလေချောင်းကတိုက်ခိုက်တာကိုတော့သူတို့ကကြောက်ကြတယ်ကျွန်တော်တို့ပြည်သူကိုကြတော့နေစဉ်လေချောင်းကနေပြီးတော့ဘုံကျဲတက်ဖြတ်နေကြတယ်ပြီးတော့မြောက်ကိုရီးယားရဲ့မြောက်ခိုးနီးအစီအမံနဲ့တိစောက်ထားတယ်ဆိုတော့လေအဲ့ဒီမှာလေတော်တော်လေးကိုခိုးလို့ကောင်းခဲ့တယ်လို့ကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တယ်ဒါကြောင့်လည်းပဲသူတို့တွေအကြမ်းဖက်စစ်ခွေးတက်ရဲ့အတိုင်းဝိုင်းအကုန်လုံးဟာ သူတို့ရတဲ့လစာနဲ့မညီမျှစွာတမျိုးလုံးတစ်ဆွေလုံးဘီလီယံနာထရီလီယံနာထိချမ်းသာကြွယ်ဝနေကြတာပါဒါကြောင့်လည်းပဲသူတို့တွေလွယ်လွယ်ရှုံးပစ်လို့မရတာတမျိုးလုံးအတုတ်ခံရမှာကိုဗျဟုတ်ပြီကျွန်တော်တို့လူဝဲဥမေတိုင်ကောင်းကိုပဲပြန်ပြီးတော့သွားအောင်ပါကာဝရေးကိုဦးစားပေးတဲ့အတွက်စေယုံကျုံနဲ့ဒီစီမံကိန်းကိုတိစောက်ခဲ့တယ်အဲ့ဒီစီမံကိန်းတိစောက်မှုဟာအန်ဩစရာဟာသမရအိန်တော် တောင်မှအလောက်ထိကောင်းကောင်းမွန်ကာဝယ်ရေးအစီအစဉ်ရှိမနေခဲ့ဘူးဒါပေမဲ့သူတို့ရဲ့စေယုံချုပ်မှာတော့အဲ့လိုမျိုးအကာအကွယ်တွေအစီအမံတွေ ਨੇ စနစ်တကျတိစောက်ခဲ့တာကိုလည်းကျွန်တော်ရဲ့မိဘတွေတွေ့ရမှာဖြစ်တယ်တမနာကတော့သိချင်းသိပေါ့သူတို့ခွေးတက်ကောင်တွေသူတို့လုံခြုံဖို့အတွက်ပဲ သူတို့ကဥစားပေးပြီးတော့တိဆောက်ခဲ့တယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ပါတယ်အဲ့ဒီစေယုံလောက်ဝလိုင်ကောင်းဟာရှမ်းယိုးမှတောင်တန်းတွေအဆက်မှာရှိတဲ့အတွက်ကိုကဲရေးချုပ်ဌာနချုပ်ကနေပြီးတော့အဲ့ဒီကျွန်တော်တို့ဒါလိုင်ကောင်းကနေပြီးတော့အခြားဘယ်နေရာအထိ ရွှေပြောင်းနိုင်တဲ့လမ်းကြောင်းတွေဘလောက်ထိရှိလျားလဲဆိုတာကိုတော့မသိရှိသေးပါဘူးဟုတ်ပြီဒါဆိုရင်တော့တိဆောက်ခဲ့ပြီး ်နေပြီးတော့စယုံကျုပ်လွှက်လှိုင်ကောင်းဟာဘာရွှေလက်ထက်ကနေပြီးတော့အခုမာအာလလက်ထက်အထိအတုံးပြုတ်ခဲ့တဲ့အခြေအနေရှိနေခဲ့ပါသလားဆိုတာကျွန်တော်တို့မိဘပြည်သူတွေပြန်ပြီးတော့သုံးသပ်ရမှာဖြစ်တယ်။နော်ကိုရီးယားမှာနီးပညာတွေသွားတင်တယ် ပြီးတော့မြောက်ကိုရီးယားရဲ့ပညာရှင်တွေကိုလည်းကျွန်တော်တို့နိုင်ငံတဲကိုခေါ်ထည့်တယ်။ပြီးတော့တရုတ်ရဲ့အစီအမံတွေနဲ့အဲဒီလိုဝက်လိုင်ကောင်းကြီးကိုတိစောက်ခဲ့တယ်။ဆိုတော့ခေါင်းစဉ်ကပြပရင်ကာကွယ်ဖို့လေချောင်းရန်ကာကွယ်ဖို့အဲဒီခေါင်းစဉ်အောက်မှာအခြားသောနေရာတွေကတော့ကြေကျင်းလို့ကြေမွားကျင်းလို့မွား ပြီးတော့ပြည်ပရန်ကိုလည်းစိုးရင်စရာမရှိတယ်ကျွန်တော် တို့ရဲ့ပြည်သူတွေဟာလက်ရှိပြည်တွင်းကခရရင်လေးပဲကျွန်တော်တင်ပြပေးပါမယ်ခိုးစားနေတဲ့ခွေးတခိုးအုပ်စုနဲ့သမင်းကျွေးရဲ့လက်ကိုပြန်ကိုက်နေတဲ့ခွေးနာခွေးယူအုပ်စုကိုပဲကျွန်တော်တို့ပြည်သူက ပြန်ပြီးတော့ ြောက်နေရတာပါကြောက်နေရတယ်ဆိုတဲ့စကားမျိုးကိုလည်းအမှန်တကယ်တော့ကျွန်တော်မသုံးဖြစ်ကျွန်တော်ရင်မိပါတယ်ကျွန်တော်ပြည်သူကြောက်ရမယ်သူတကောင်းမှရှိနေတော့ဘူးအရင်အချိန်ကတော့ကြောက်ကောင်းလဲကြောက်နေမှာပေါ့အခုကတော့ကျွန်တော်တို့အတွက်ကတော့ဒီကောင်တွေဟာဘာမှအတုံးမကြတဲ့အမ်ပြောမယ် ရိုင်းဖို့မယ်ဗျာအတုံးလုံးနေကလည်းကျွန်တော်မရိုင်းချင်ပါဘူးဆိုတော့ဒီလိုကောင်းတွေကိုကျွန်တော်ပြည်သူကလုံးလုံးမဂယူမဆိုင်ခဲ့တဲ့အတွက်လည်းလက်ရှိကျွန်တော်တို့တော်လှန်ရေးဘလောက်ထိခီးပေါက်နေတာလဲဆိုတာကိုကြောက်ရမိပါတွေလည်းသိရှိပြီးဖြစ်မှာပါဟုတ်ပြီဒါဆိုရင်တော့အဲ့ဒီဘတ်ရှင်လက်ထက်ကနေပြီးတော့အခုမင်းအောင်လှိုင်အချိန်ရောက်လာတဲ့အထိအဲ့ဒီဥမင်လှိုင်ကောင်းကြီးဘသူတွေတုံးနေရလဲ ဘယ်သူမှမတုံးမရဘဲနဲ့ငွေကြက်တန်ပေါင်းအမြောက်များစွာအကုန်ကြခံကျွန်တော်တို့ပြည်သူတွေရဲ့ကျွန်တော်တို့စောက်လုံရင်ဝန်တန်းတွေရဲ့ကျွန်တော်တို့ရဲ့အလုပ်သမားတွေရဲ့အသက်တွေအမြောက်အများဆုံးရှုံးခဲ့အခုငလင်းတန်နဲ့ပြိုကျပျက်စီးခဲ့ရပြီဘာမှအသေးပဲမရှိတဲ့အလုပ်ကိုလုပ်ခဲ့တယ်လို့ကျွန်တော်တို့ပြည်သူကတော့ မြင်မိပါမယ်ဒီကောင်တွေကတော့သူတို့တွေပြေးဖို့သူတို့တွေပုံဖို့သူတို့တွေလေချောင်းကနေပြီးတော့တိုက်ခိုက်တယ်ဆိုရင်ပုံဖို့အတွက်မြောက်ကိုရီးယားကိုနိပညာယူနိပညာယူတဲ့နိပညာရှင်တွေခေါ်တယ်ဆိုတာအလကားခေါ်လို့ရတဲ့အရာမှမဟုတ်တာဆိုတော့ပြည်ပညာကာကွယ်ဖို့ဆိုတဲ့ကောင်တွေကလက်ရှိကျွန်တော်တို့နိုင်ငံဟာ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုတရုတ်အောက်ကုန်မြန်ရောက်နေပြီလားလို့တောင်မှကျွန်တော်တို့ပြည်သူတွေကအချို့သောဒေတာတွေကိုကြည်ပြီးတော့တွေ့မြင်နိုင်ပါတယ်ပြည်ပရန်ကကျူးကျော်လာမှာမဟုတ်ဘူးပြည်ပရန်တွေကကျွန်တော်တို့နိုင်ငံအတွင်းကိုရောက်ရှိနေတာပါဒါကျွန်တော်တို့နိုင်ငံအတွင်းကကျွန်တော်ပြည်သူတွေကောင်းကောင်းသိပါတယ်ဟုတ်ပြီပြည်ပရန်ကာကွယ်ဖို့လေကြောင်းရန်ကာကွယ်ဖို့ဆိုတဲ့အကောင်တွေဟာပြည်သူတွေကိုကြတော့နေစဉ်ဘုံကျဲပြည်သူတွေကိုပြန်တက်နေတဲ့သူတွေဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့ပြည်သူတွေက သိရှိပြီးဖြစ်ပါတယ်အဲ့ဒီနိုင်ကောင်းကြီးဟာပျက်စီးသွားပြီးရေဝင်သွားပြီးမြေပြော့သွားပြီးပိုက်စားခံလိုက်ရပြီးစေယုံတယုံလုံးမြေမြူသွားဖို့ကောင်းတယ်လို့ကျွန်တော်ပြည်သူတို့ကလည်းမှတ်ချက်ပေးထားပါတယ်ဆိုတော့ကျွန်တော်အမိဘပြည်သူတွေရဲ့အတန်ကိုပြန်ပြီးတော့ကျွန်တော်တို့ချက်နားထောင်ကြည့်အောင်ပါတခါတည်းမြေမြုပ်ပြီးသားဖြစ်သွားရမှာတဲ့ ကျွန်တော်ကပြည်သူရဲ့အတန်းပဲနားထောင်ပါတယ်ဆိုတော့ဘယ်ပြည်ပရံမကျူးကျော်တာကိုကာဝယ်ဖို့ငွေကုန်ခံလုပ်နေပါနဲ့ပြည်ပကလိုချင်နေတဲ့အကုန်လုံးရနေတာပဲလေအမီးအပြက်ခံပြီးတော့မကျူးကျော်ပါဘူးအဲ့ဒါလဲမှန်တယ်ကျွန်တော်ရမိပါဆိုတော့အခုက ID ID ကနေ AI kit ဆိုတော့နိုင်ငံနိုင်ငံကိုနိုင်ငံတကာနိုင်ငံကိုကျူးကျော်ဖို့လက်နက်ကြီးကန်ပြီးတော့အဲ့ဒီနိုင်ငံရဲ့ နေမီနေမီကိုဖြတ်ကျော်ပြီးတော့ဝင်လာစရာမလိုဘူးစီးပွားရေးနဲ့ကျူးကျော်လို့ရတယ်ဒီပညာနဲ့ကျူးကျော်လို့ရတယ်ပြီးတော့လူမျိုးရေးတွေနဲ့ကျူးကျော်လို့ရတယ်အမျိုးမျိုးကျွန်တော်တို့ကျူးကျော်လို့ရတယ်လက်ရှိကျွန်တော်တို့နိုင်ငံဟာနှစ်ပေါင်းများစွာကျူးကျော်ခံနေရတာပါကျွန်တော်နိုင်ငံမှာဒီပညာနဲ့ပတ်သက်ပြီးတော့ဘယ်နိုင်ငံတွေကိုအားကိုးနေရလဲကျွန်တော်နိုင်ငံရဲ့စီးပွားရေးဘယ်နိုင်ငံတွေကိုအားကိုးနေရလဲကျွန်တော်နိုင်ငံရဲ့အသုံးပြုနေတဲ့ကုန်ပစ္စည်း ဘယ်နိုင်ငံကကွန်ပစ္စည်းတွေကိုအသုံးပြုနေရလဲဒါဟာကျူးကျော်ခဲ့တာစီးပွားရေးကကျူးကျော်ခဲ့တာသူတို့အောင်မြင်သွားကြတယ်အဲ့လိုအောင်မြင်ဖို့လဲကျွန်တော်တို့ကနှစ်ပေါင်းများစွာမငြိမ်းချမ်းခဲ့ကြရအောင်နှစ်ပေါင်းများစွာစစ်ပွဲတွေဖန်တီးခံခဲ့ရတယ်နှစ်ပေါင်းများစွာကျွန်တော်တို့ပြည်သူတွေပညာမတက်ဖြစ်ခဲ့ရတယ်နှစ်ပေါင်းများစွာကျွန်တော်တို့ပြည်သူတွေလူအောင်ကြခဲ့ရတယ် လူကြုံနေဖြစ်ခဲ့ရတယ်။ဆိုတော့ဆက်ပြီးတော့ကျွန်တော်တို့ပြည်သူတို့ကရန်သူလာရင်ထွက်ပြေးဖို့တိစောက်ထားတာပါတဲ့။ဒါလည်းမှန်တာပဲဗျ။ဟုတ်ပါတယ်။ဒီဘရန်ကိုကြောက်နေပါနဲ့တဲ့။အခုလက်ရှိတေးုတ်လက်ထဲကိုရောက်နေပြီပဲဗျာတဲ့။ပြည်သူတွေကအမှန်လေးပဲပြောတယ်နော်ကျွန်တော်အမိပါ။နေပြည်တော်ကြီးမြေအောက်ဝင်သွားလိုက်မှအကုန်လုံးဝမ်းသာရမယ်။ ်ဟုတ်ပါတယ်နောက်ကိုနီသုံးတဲ့သူတွေပြိုကျပြီးတော့သေအေးတာပဲဆိုတော့လက်ရှိအချိန်မှာကျွန်တော်တို့ပြည်သူတွေလုံးလုံးမလက်မခံတဲ့အကြမ်းဖက်အုပ်စုဒီအုပ်စုကဘလို့မှရက်တိနိုင်လို့မရတော့ပါဘူးပြီးတော့အခုဆိုရင်ဒါထိုင်းနိုင်ငံအစည်းအဝေးတစ်ခုကိုတော်တက်ဖို့အတွက် အရန်ကိုဂျကုတ်ဂျကဲစူးစားပြီးတော့နိုင်ငံတွင်းမှာဒီလောက်ထိအသက်ပေါင်းများစွာတေကြည်ပျက်စီးနေစဉ်ဘုံကျဲနေတဲ့အခြေအနေမှာဒီအချမ်းဘတ်ခေါင်းဆောင်ဟာဒီစည်းဝေးကိုတက်ရဖို့သူ့အတွက်အကြီးမားဆုံးသောဆုလက်ကြီးတစ်ခုလိုမျိုးကျွန်တော်ရဲဘော်လူငယ်တွေနည်းနည်းသူ့စည်းဝေးတက်ခြင်းတက်ခြင်းကကျွန်တော်တို့နဲ့ မဆန့်ကျွန်တော်တို့လည်းစိတ်ဝင်စားဘူးဒါမှမဟုတ် dream media ထက်မှာတော့ထိုင်းနိုင်ငံကသူ့ကိုဖိတ်ခေါ်လိုက်တဲ့အတွက်အများကြီးဝေဖန်ဇာတ်တွေပြီးတော့အများကြီးပြောဇာတ်တွေဖြစ်နေကြပါတယ်ပြီးတော့ထိုင်းပြည်သူတွေအနေနဲ့ကလည်းလက်ရှိ main online လာရောက်တက်မဲ့အစည်းအဝေးကို လက်မခံတာတွေကိုလည်းကျွန်တော်တို့သူတို့ရဲ့ video comment တွေမှာပြန်ပြီးတော့တွေ့မိနေရပါတယ်ဆိုတော့ထိုင်းလွတ်တော်မှာလည်းပဲဒီကိစ္စတွေကိုတင်ပြနေကြပါတယ်ဒါဟာထိုင်းနိုင်ငံရဲ့ဒါထိုင်းပြည်သူတွေရဲ့ဆန္ဒပါကျွန်တော်တို့ကတော့သူထိုင်းနိုင်ငံမှာသွားရောက်ပြီးတော့အစည်းအဝေးတက်တာမတက်တာတက်ရောက်ချင်းမတက်ရောက်ချင်းကျွန်တော်တို့စိတ်လဲမဝင်စားဘူး။သူဘလိုမျိုးပဲလူရဝင်အောင်ခွေးတို့ပေါက်ကဝင်နေပါစေ ကျွန်တော်တို့ကသူ့ကိုထပ်ပြီးတော့အသက်ရှည်ခွင့်ပေးမှာမဟုတ်တော့ပြောချင်တာကတော့တန်းရွှေလိုအသက်ရှည်ခွင့်ရမှာမဟုတ်ဘူးလို့ကျွန်တော်ဒီကနေပြီးတော့ပြက်ပြက်တတပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိအခြေအနေမှာကျွန်တော်တို့ပြည်သူတွေဟာပြည်သူအချင်းချင်းပဲကူညီနေကြရတယ်။ဒီလိုမျိုးတဘောဘေးအန္တရာယ်ဇိုးကြီးတွေကြုံခဲ့ရမယ်။ ကြုံငဲရင်ဆိုတာမျိုးကိုလည်းပဲသူတို့တွေဘာတစ်ခုမှပြင်ဆင်ထားတာမရှိဘဲနဲ့သူတို့ဟာငလင်ကိုပဲခုတုံးလှုပ်ပြီးတော့နိုင်ငံရေးလှုပ်ရှားနေကြတယ်ဒီငလင်ထံကြောင့်ကျွန်တော်ပြည်သူတွေတည်ကြည်ပျက်စီးခဲ့တာကြောင့်ကဘာကြီးဟာကျွန်တော်နိုင်ငံကိုပြန်ပြီးတော့ဆက်သွယ်ခဲ့ကြရတယ်ဒါကိုသူခုတုံးလှုပ်နေတယ်ဘလောက်အံ့ဩစရာကောင်းလဲ ပုံမှန်မိသားစုတွေပျောက်လို့ငိုကြွေးနေတဲ့အချိန်ကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့သားသမီးတွေသီလရှင်လားမသိရတော့တဲ့အချိန်သူတို့မလို့ဒီလိုမျိုးတွာလာနေတိုင်းပွဲတက်ရက်တာအန်အော်တယ်ဒါကြောင့်တစ်ခါလေလူစိတ်လေးငွေကြည့်ပါလားလို့ပြောကြတာပါဟုတ်ပြီဒီကနေ့မှာအကျမဖက်စစ်ခွေးတက်ဟာ သူတို့ရပြစ်ခတ်ရစဲပါတယ်လို့တရားဝင် ကြညာပြီးတော့မှ လေချောင်းကနေဘုံကျဲခဲ့တယ်။ဆိုတော့တခါလေးမှာကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်တွေမှာအချို့ဟာကိုရှန်လေးတက်တည်တွေမရှိဘဲနဲ့မပြောပါနဲ့။ဟုတ်ကဲ့ပါ။ကျွန်တော်တို့ကခံမှန်းပြောဆိုတဲ့သူတွေလည်းမဟုတ်ဘူး။ကျွန်တော်တို့ကနိုင်ငံရေးသမားလည်းမဟုတ်ဘူး။အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ရဲ့မိဘတွေကိုတစ်ဆက်တည်းတင်ပြပေးမှဖြစ်တယ်။ဟုတ်ပြီ။ဒီနေ့၃ရက်နေ့မှာပဲတပိတ်ချင်းမျိုးက ကျွန်တော်တို့ခုနမိုင်ကြေးရွာအနီးလေကြောင်းတိုက်ခိုက်ခဲ့တဲ့ပုံရိပ်တွေကိုကျွန်တော်မိပါတယ်ကြည့်ရမှာဖြစ်တယ်။ကဏီမျိုးနယ်မူတော်ရွာနယ်နှကြီးရွာကိုဆက်တက်လေဒီနဲ့ဘုံကျဲခဲ့တာကိုလည်းပဲကျွန်တော်မိပါတယ်မြင်တွေ့ရမှာဖြစ်တယ်။အဲ့တော့ဘယ်ကောင်ကအရင်စီးဖောက်တာလဲ။ဘယ်ကောင်ဟာညတစ်မျိုးညတစ်မျိုးမနှက်ပြန်တစ်မျိုးတော်ကြတစ်မျိုး ဆိုတော့ဒီအချမ်းဖတ်အုပ်စုကောင်တွေပြောတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ပြောရင်တကယ်ကိုရိုင်းမိကျင်တယ်။ဘာကြောင့်ရိုင်းဟိုရိုင်းတဲ့စကားတွေကိုကျွန်တော်မနှဲထင်ရတယ်။ဒါကျွန်တော်ပုံမှန်လေးလေးကျွန်တော်ပြောရပြတာ။အမှန်တကယ်ကျွန်တော်တို့လုံးဝမရိုင်းတတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေနေ့စဉ်ခံစားနေရတာလေနေ့စဉ်ငိုကြွေးနေရတာတွေကြောင့်ကျွန်တော်တို့ကလည်းအော်မာကျော်တဲ့ဒါစိတ်အခြေအနေတစ်ခု မနေ့တတော်လေးကိုဖုတ်ပြပြီးတော့ပြောနေရတာကျွန်တော်ယူပါတယ်။ဟုတ်ပြီ။ဘဲကောင်တွေဟာငလင်ကိုခုတုံးလှုပ်ပြီးတော့အမျက်ထုတ်နေလဲဆိုတာကိုကြိုက်မိပါတယ်ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ကြမှာဖြစ်တယ်။နေ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 ာ်တကယ်

ယက်တည်မှုတွေကျွန်တော်တို့ပြည်သူတွေရဲ့နောင်ရေးအဲ့ဒီအရာတွေအကုန်လုံးဟာကျွန်တော်နိုင်ငံရဲ့အနာဂတ်အရာအလုံးဟာအချမ်းဖက်စစ်ခွိတက်ကလုံးဝလည်လူရှူထားတာပါဒါကိုကျွန်တော်တို့နေ့စဉ်တွေ့မြင်နေရပါတယ်ဟုတ်ပြီအခုအချိန်ထိကျွန်တော်ကယ်ဆယ်ရေးလုပ်ငန်းတွေမလုပ်ဆောင်နိုင်ဘူးပြီးတော့ကယ်ဆယ်ရေးအတွက်လည်းထိရောက်တဲ့ဒီထောက်ပံ့ရေးပစ္စည်းတွေရှိမနေဘူး ကျွန်တော်တို့ပြည်သူကိုနေစဉ်ဘုံကျဲတက်ဖြတ်ဖို့ကြတော့စလနဲ့ပစ္စည်းအစုံရှိပြီးတော့ကျွန်တော်တို့ပြည်သူကိုကယ်ဆယ်ဖို့ကြတော့ကယ်ဆယ်ရေးပစ္စည်းမရှိတဲ့နိုင်ငံကျွန်တော်တို့ကျူးကျော်ဒဲဆိုတဲ့ခေါင်းစဉ်နဲ့နေစီယာကြော်ခင်းစာ မရှိတဲ့မြန်မာနိုင်ငံမှာမွေးမြန်မာနိုင်ငံမှာဖွားခဲ့တဲ့ကျွန်တော်တို့ရဲ့နိုင်ငံသားတွေကိုကြတော့ကျူးကျော်ဆိုပြီးတော့ အိမ်တွေကိုမြေတူးဆက်တွေနဲ့ကော်ခဲ့တဲ့ကောင်တွေက အခုအိမ်တွေပြိုတဲ့အချိန်မှာမြေတူးဆက်တွေမရှိလို့စဉ်းစားမှာကျွန်တော်ရင်မိပါတယ်ဒီကောင်တွေကကျွန်တော်တို့ပြည်သူအတွက်ဘာတစ်ခုမှမျှော်လင့်စရာမရှိဘူးမနေ့ကလည်းကျွန်တော်တင်ပြခဲ့ပြီးပြီအကြမ်းမဖက်စစ်ခွေးတက်ဟာပြည်သူအတွက်ပါလို့ခုချိန်ထိယုံနေတဲ့ကောင်တွေဟာ ထမင်းစာလာချီစာလာဆိုတာကိုကွန့်ကိုဓက်ခွဲကမ်းမှာဆန်သက်သိနေလို့ကျွန်တော်ပြောခဲ့တာဆိုတော့ဟိုဘက်ကျွန်တော်ကောင်းလေးခိုးကြည့်နေတဲ့ကောင်းလေးလဲဓက်ခွဲကမ်းမှာဆန်သက်ပြီးပြီလားကိုပြန်ပြီးတော့အဖြေပြီးလို့ရပါတယ်ကျွန်တော်ဟုတ်ပြီဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေဟာအကြမ်းဖက်စစ်ခွတ်တက်ကကျွန်တော်တို့ပြည်သူတွေရဲ့ပတ်စံကိုနှစ်ပေါင်းများစွာလဟတ်တအုံပြုသူတို့ရဲ့လေချောင်းကာခွယ်ဖို့သူတို့တွေပြေးဖို့အတွက် သူတို့တွေကျွန်တော်တို့ပြည်သူကိုတတ်ဖြတ်ဖို့အတွက်တိစောက်ခဲ့ပါတယ်ဆိုတော့အလို့ဝလိုင်ကောင်းကြီးဟာငလင်တန်နဲ့ပြိုကျပျက်စီးခဲ့ရပြီ ပြောချင်တာကတော့ပလုံစွက်မြုပ်သွားပြီဆိုတော့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်ညီကိုပေါင်းလို့အပွင့်လင်းဆုံးကျွန်တော်တိုက်တွန်းနှိုးဆော်ချင်တာကဒီနိုင်ငံရဲ့အဓိကရန်သူဘယ်သူလဲဆိုတာကျွန်တော်တို့သိတယ်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာမရှိသင့်တဲ့ ကောင်တွေအကြောင်းကိုလည်းကျွန်တော်သိရပြီဒါဆိုရင်တော့ကျွန်တော်တို့ဘာလို့တင့်လဲဆိုတာကိုတော့ကျွန်တော်ပြက်ပြက်သားသားလှုပ်ဆောင်ကြရမှာ ဖြစ်ပါကြောင်းတိုက်တွန်းနှိုးဆော်ရင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြရစေလက်နက်ပေးစစ်ပေးကပ်ပေးကြောင်းနေတဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘပြည်သူရဲဘော်ရဲဘက်တိုးချင်းစရာဘေးရနဲ့ကင်းရှင်းပါကြောင်းလေးနဲ့နဲ့ဆူတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါ